ဟဲ့ချင်းချက်တုံးကမကြီးအခင်ကတော့ online ကကြည့်လိုက်တော့ဗောနော online ကကြည့်လိုက်တော့အဲမြန်မာ NGO တွေပဲ YouTube ပေါ်မှာတင်ပြရတဲ့ video ရှိရဲအဲ့တော့မှတို့ကမကြီး face လို့ရေးထားတာခင်ကအဲမကြီးရေးတဘူးလုံးထည့်လိုက်တော့ဗောနော်အဲ့တော့အဲပွဲလေးအဲဟင်းပွဲလေးကတော့မစားပြေဘူးဒါပေမဲ့အဲ့ဒါခင်ရဲ့ပထမဆုံး mistake လေးဗောနော် ချက်နေအမတ်တရလေးပေါ့အဲဘေကင်းပေါ့နော်အဲမုံဖုတ်တာကျွမ်းနေဟင်းချက်တာညမလေးကျွမ်းတာမချက်တရစားလို့ကောင်းနေပေါ့စားတယ်ပေါ့မရှိတော့ဘူးပေါ့ကုံဝါးကြီးပေါ့ဟုတ်ကဲ့ပါရလာတကယ်ကောင်းလို့ပါသမီးရေဒါလေးကတော့အဆင်မပြေနေဘူးဆိုလည်းပြောရှာပါတယ်အိမ်ကလူတွေကဟုတ်ကဲ့မရှိဘူး तू तू ကလေ तू စားနေကြားဟာလေးတွေပဲပေါ့နော်အဲ့လိုအစာရင်မရွေးပါဘူးရှင်ဟုတ်ခီးတွေနိုင်ငံသားခီးသွားရင်လည်းအဲ့လိုပါစာတို့ပါတော့လည်းစားဖြစ်ပါတယ်ဟုတ်ကဲ့အဟင်းတော့မချက်ကျွေးဘူးဒါပေမဲ့ကိတ်မုံတော့ဖုတ်ဖူးတယ်ပေါ့နော် brownie ခင်နာမည်ကြီးရ brownie ဖုတ်တာဟုတ်ကဲ့ဟုတ်ကဲ့ပါဒီနေ့ကလေးကျော်အတွက်ကိုဂျိုကာနဲ့အဲကြောင်ကြောင်လေးရိုက်တာပဲဖြစ်ပါရဲ့ရှင်ခေးကြိုက်ဆုံးရတာကဒီမှာပုစွန်ကြောက်ငံပြရေးကြော်ကြိုက်ပါခဲ့ဘာလို့ကြိုက်တာလဲဆိုတော့အိမ်မှာခင်ကို နှစ်လတည်းကထိန်းလာတဲ့အမိုးကြီးဆိုတာရှိရလေ။ तू ကအမဲငမရေကြောချက်ပေးရခေအရန်ကြိုက်တယ်။အဲ့တော့ခေကလည်းဒီလေးကြော့စီရဆိုအဲအရသာအကြိုက်ဆုံးမှာ။ခေကတုံယုံတုံယုံဆိုအဲ့လိုမျိုးကြောင်းရရင်မတိတ်မကတတ်ဘူးပေါ့နော်။ဒါပေမဲ့ကိုဂျူကလည်းအရန်သဘောကောင်းပါတယ်။အဲဒီမှဟိုဒီဆက်ဖွဲ့ရလူတွေကလည်းအရန်အဲသဘောကောင်းတယ်။ခေကိုလည်းကူညီရဆိုခေလည်းပြောရပါတယ်ရှူတင်မှာဟုတ်ကဲ့။ဟိုမယ်ဘွန်ရောက်နေတော့ခေကဒီစပက်ဂက်တီပေါ့ပါစာတွေပါချက်တယ်။ပြီးတော့စက်သားအလူဟင်းချက်တယ်။အဲ့ဒါတော့ခေရဲ့ favorite တွေပေါ့နော်။ ပြီးရင်အဲ့လိုစက်သားမွားကျော်အဆက်လေးတို့ပါတို့ခေးချက်တက်ပါတယ်ဟိုရောက်မှချက်တက်တာဟိုရောက်ပြီးမမေကလည်းခေးချောင်းဆက်ဆက်တက်တော့နှစ်ခါသုံးခါလောက်လိုက်ခဲ့တယ်လင်အဲ့မမေကလည်းတစ်ခါတည်းတင်ပေးခဲ့တာပေါ့နော်တမီခေးညမလေးကတော့စဖုံမူးသူကအမဟိုဒီဟင်းချက်တက်ကျောင်းမှာပဲဟို culinary school ပေါ့နော်အဲ့မှာဘွဲရလာတာဆိုတော့သူကတော့ chef လုပ်နေတယ်အဲ့တော့သူချက်တာလေးလည်းသူက သူကလည်းနည်းနည်းတင်ပေးတာပေါ့နော်ဟုတ်ကဲ့ဘဲဥချင်းချက်တုံးကမကြီးအခင်ကတော့ online ကကြည့်လိုက်တော့ပေါ့နော် online ကကြည့်လိုက်တော့အဲမြန်မာ NGO တွေပဲ YouTube ပေါ်မှာတင်ပေးရတဲ့ video ရှိရယ်အဲ့ဒါမှာသူတို့ကမကြီး face လို့ရေးထားတာခင်ကအဲမကြီးရေးတဘူးလုံးထည့်လိုက်တော့ပေါ့နော်အဲ့တော့အဲ့အဲ့ပွဲလေးအဲ့ဟင်းပွဲလေးကတော့မစားပြေဘူးဒါပေမဲ့အဲ့ဒါခင်ရဲ့ပထမဆုံး mistake လေးပေါ့နော်ချန်နေအမတရလေးပေါ့အာသူ့အားဖြစ်စင်သူငငယ်တုန်းကတော့သူ့ကိုသူက ဖြားတက်တယ်ပေါ့နော်ငငယ်တော့ကနည်းနည်းလေး week ဖြစ်တယ်ဆိုတော့အဲမမင်ကမမင်နဲ့ခင်နေတာသေချာသူ့ရဲ့ diet diet ဆိုတော့သူစားတဲ့ဟာပေါ့နော် diet ဆိုတော့ weight ချဖို့ပဲမဟုတ်ပါဘူးစားတာကိုစားတဲ့ plan ကိုပြောတာပါအဲ့တော့အမှဆောင်မန်ငါတို့ဒီ carrot တို့ဟိုပါပေါ့နော်မုန်လာဥညိုပေါင်းပြီးတော့အဲ့လိုအဟာရရှိတဲ့အစာလေးတွေကိုရွေးပြီးတော့ရွေးပြီးတော့ချက်ခဲ့ပေးရပါပေါ့နော်အခုတော့အမှန်တမ်းပြောမယ်ဆိုမမေလည်းမချက်ဖြစ်ဘူးခေလည်းမချက်ဖြစ်ဘူးမမေလည်းမအားတော့ခေလည်းမအားတော့ခေပြန်ရောက်ပြီးတော့ပေါ့နော်ဟုတ်ကဲ့ မရှိဘူး तू तू ကလေ तू စားနေကြားဟာလေးတွေပဲပေါ့နော်အဲ့လိုအစာရင်မရွေးပါဘူးရှင်ဟုတ်ခီးတွေနိုင်ငံခြားခီးသွားရင်လည်းအဲ့လိုပါစာတို့ပါတော့လည်းစားဖြစ်ပါတယ်ဟုတ်ကဲ့အဟင်းတော့မချက်ကျွေးဘူးဒါပေမဲ့ကိတ်မုန်တော့ဖုတ်ဘူးရယ်ပေါ့နော် brownie ကဲနမကြီးอ่ะ brownie ဖုတ်တာဟုတ်ကဲ့ဒါပေမဲ့ဆီယောင်ဝင်းက तू ကအရင်အဲ့လိုမျိုးရင်ကျက် asthma လို့ရှိတတ်တော့ ช็อกโกแลตမစားဘူးလို့ပြောတော့တခါမှတော့မချွေးဘူးသေးဘူးပေါ့နော်ဟုတ်ကဲ့ပါအဲဘေကင်းပေါ့နော်အဲမုန်းဖုတ်တာကြောင့်နေဟင်းချက်တာညမလေးကြောင့်နာမှတ်ချက်တွေကစားလို့ကောင်းတယ်ပေါ့စားတယ်ပေါ့မရှိတော့ဘူးပေါ့အကုန်ဝါးပြီပေါ့ဟုတ်ကဲ့ပါရလာတကယ်ကောင်းလို့ပါသမီးရေဒါလေးကတော့အဆင်မပြေနေဘူးဆိုလည်းပြောရှာပါတယ်အဲ့လူတွေကဟုတ်ကဲ့ဟိုအဲ့လိုခေးပြောတယ်လို့ခေးပြန်ရောက်ပြီးကြတဲ့မေမေလမ်းမအားတော့ဖေဖေလမ်းမအားတော့လီယန်လမ်းမအားတော့အင်ကလူတွေတောင်တိတ်မအားချင်တော့အဲ့တော့တိတ်မချက်ဖြစ်တော့ဘူးပေါ့နော်အင်ကဟုတ်ကဲ့ဟုတ်ကဲ့မစားတာများပါတယ်တိုင်လုံး ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအအလုံးမဲ့ခေပြန်ရောက်ခဲ့ရအောင်ငငယ်လေးတည်းအောင်အားပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ခေခုစူးစမ်းနေပါပြီဆက်လက်စူးစမ်းသွားပါမယ်လို့ပြောချက်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်